ီကာလမှာအတွဲတွေအလုံးပြတ်တဲ့အော်တိုဘာလို့ပြောကြတယ်အဲ့တော့အတွဲတွေပြတ်တဲ့အော်တိုဘာဆိုတာဟုတ်သလားဆိုတော့ရှင်းစင်ဆက်ခရရတိုင်းဒီလိုမျိုးပြောခဲ့ကြတာဆိုတော့ပြစ်နိုင်တယ်ပေါ့နော်အဲ့တော့ကန်ဆာတာရဲ့အနေထားကိုကြည့်လိုက်တဲ့အခါမှာလဲသူရသည်ရဲ့သဘောသဘာဝကအိမ်လောင်ရေးအချစ်ရေးတွေမှာတစ်ဖက်နဲ့တစ်ဖက်လွန်ဆွဲတယ်အားပြိုင်နေဆိုတာမျိုးတွေအများကြီးရှိတယ်ဒါကြောင့်မလို့ ဒီကာလဟာအခြေအကံမကောင်းကြတဲ့ကာလဖြစ်ပါတယ်။ဒါကြောင့်မလို့အတွဲတိုင်းပြတ်တဲ့အော်တိုဘာလဆိုတဲ့စကားမှန်ပါလိုက်မယ်နော်။အဲ့တော့ဒီကာလမှာအိမ်တော်ရေးအခြေအေကံကောင်းစေခြင်းလို့ရှိရင်အဖြူရောင်ပါတဲ့မုတ်ဖြူရောင်ပါတဲ့မုတ်ကလေးတွေရှိတယ်။နော်။ဒီမှာကရေကရလိုဟာမျိုးပေါ့။အဲ့လိုမျိုးအဖြူရောင်ပါတဲ့မုတ်ခုနှစ်ခုကိုလမ်းသွားလမ်းလာတွေကိုလှူလိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီအခက်အခဲတွေအကုန်တောက်ပါလိုက်မယ်နော်။ဒါကြောင့်မလို့အတွဲတွေပြတ်တဲ့ အော်တိုဘတ်အော်တိုဘာလာအတွဲတွေပြတ်တဲ့အော်တိုဘာ73အတွဲတွေပြတ်တဲ့အော်တိုဘာ76ပြောကြတယ်ဘယ်လိုပဲဖြစ်ဖြစ်ဒီကာလမှာအခြေရေးကံဟာအိမ်တော်ရေးကံဟာအထူးသတိထားရမယ့်အချိန်ဖြစ်တယ်နော်ဒါကြောင့်မလို့ဒီကာလမှာအဖြူရောင်ပါတဲ့မုတ်လှူလိုက်မယ်ဆိုလို့ရှိရင်တော့အဲ့ဒီကန်စတာအညံ့အခိုက်တွေအလုံးပျောက်သွားပါလိမ့်မယ်အဖြူရောင်ပါတဲ့မုတ်ခုနှစ်ခုကိုလှူပြအောင်လှူပေးပါကျေးဇူးတင်ပါတယ်